ကုသိုလ်ကံအကုသိုလ်ကံလို့လူတွေမှာဒီလိုကံမျိုးရှိတာဒါကိုပဲကုသိုလ်ကမ္မပဋ္ဌတရား10ပါအကုသိုလ်ကမ္မပဋ္ဌတရား10ပါလို့ပြောတာအဲ့ဒီကုသိုလ်ကမ္မပဋ္ဌတရား10ပါအကုသိုလ်ကမ္မပဋ္ဌတရား10ပါတို့သည်မိမိတို့ရဲ့သက်ဆိုင်ရာသက်ဆိုင်ရာအကူအညီများနဲ့ဘဝရဲ့ရုပ်ပုံလွာများကိုဖော်ထုတ်နေကြတာတဲ့ပြောမယ်ဆိုရင် creator လို့ခေါ်တဲ့ position ဆိုတာသူတို့ပဲတကယ်လက်တွေ့မှာ position ဆိုတာသူတို့ပဲပကြီးဆရာများဟာစုပ်ကိုကင်ပြီးတော့ရုပ်ပုံတော်များကိုရေးချယ်လိုက်တယ်လို့ပဲလှလာရေးတဲ့အခါလှလာလေးဖြစ်တဲ့အယူဆိုးတဲ့ပုံရင်းရဲ့အယူဆိုးတာဖြစ်တဲ့ပုံစံအမျိုးမျိုးထွက် ဘဝမှာဒီလိုကံကြမ္မာကနေပြီးတော့ရုပ်ပုံွားတွေကိုဖန်တီးပေးနေတာအားတဲ့အဲ့ဒါကြောင့်မလို့ဒီဘဝလူတွေကတရားနဲ့တရားရုပ်ပုံချင်းမတူတာတွေဖြစ်လာတယ်ဒါကြောင့်မို့မြတ်စွာဘုရားကကမ္မန္တတေဝိပစတိယတိတံဟိနပဏိတတာယစူကြုံနေမြင့်တရားနဲ့တရားမတူညီတဲ့အနေထားရောက်တော့အောင်ဘယ်သူကခွဲခြားတော့ဆိုရင် ကံကခွဲခြားပေးတယ်တဲ့ဒါဘုရားဘာသာရေးယုံကြည်ချက်ကံမြတ်စွာဘုရားသခင်ကိုရောမြတ်ကဟောခဲ့တာကံမြတ်စွာဘုရားကဟောတာဟာရှင်းရှင်းကသူတော်စင်တွေကဟောခဲ့တဲ့စကားကိုတစ်ဆင့်မှတ်သားပြီးတော့ဟောတာမျိုးမဟုတ်ဘူး ရှင်းရှင်းဖရာတွေကနေဟောခဲ့တဲ့တရားတွေကိုမှတ်သားလေ့လာပြီးတော့ဟောတာမဟုတ်ဘူးစာအုပ်စာရန်တွေကိုဖတ်ပြီးတော့ဟောတာလည်းမဟုတ်ဘူးမြတ်စွာဘုရားဟောတယ်ဆိုတာဟာမြတ်စွာဘုရားကိုယ်တိုင်တရားဓမ္မကိုကျင့်သုံးလို့ဒိဗ္ဗစက္ခုဆိုတဲ့ဉာဏ်ရတယ်သူဒိဗ္ဗစက္ခုနဲ့အလားတရာတူပြီးတော့ဒိဗ္ဗစက္ခုကိုအမိပြုပြီးတော့ဖြစ်ပေါ်လာတဲ့ ယထာကံမူပကညာဆိုတာကံတွေရဲ့အကြောင်းကိုသိတဲ့ညာဟာတွဲဖက်ပြီးတော့ပါလာတယ်ဒါလို့ရင်ဒါဖြစ်တယ်ဟိုဟာလို့ရင်ဟိုဟာဖြစ်တယ်ဆိုတာသံဃာမှာလဲနေတဲ့တ attva တွေကိုကြည့်ပြီးတော့ဒီတ attva ကတော့ဒါလို့လို့ဒီရုပ်ပုံလွာကိုရတယ်ဟိုတ attva ကဟိုဟာလို့လို့ဟိုရုပ်ပုံလွာကိုရတယ်ဆိုတာမြတ်စွာဘုရားကိုယ်တိုင်ကကြည့်တယ်လီဗီရှင်းကို ထိုင်ပြီးတော့ကြည့်နေရတယ်လို့ ကိုယ်တိုင်အသိဉာဏ်နဲ့သိပြီးတော့မြတ်စွာဘုရားကဟောတာရံဟောတာတခုမှမပေါ့ဟုတ်ကဲ့လားမှန်ပါဘူး tradition နဲ့အစဉ်အလာရဟောတာလည်းမဟုတ်ဘူးတစင်ကြားစကားကိုဟောတာလည်းမဟုတ်ဘူးကိုယ်တိုင်သိပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဟောတော်မူတာဖြစ်တယ်ယထာကမ္မပကဉာဏ်တော်လို့ခေါ်တယ်ကံကံရဲ့အကျိုးတွေကိုကိုယ်တိုင်သိမြင်ပြီးတော့ တတ္တဝါတွေရဲ့အနေထားဟာဒီတတ္တဝါဟာဘာကြောင့်အခုလိုဒုက္ခရောက်နေရသလဲကြည့်လိုက်တဲ့အခါအော်ဒီတတ္တဝါလွန်ခဲ့တော့ကဘာလုပ်ခဲ့တယ်ဆိုတာကိုအကျိုးတွေကိုကြည့်ပြီးအကြောင်းကိုရှာလိုက်တဲ့အခါမှာတေချာပေါက်တွေ့တယ်